ျွန်တော်တို့ထောက်ခံတာတောင်းပါဆိုလို့ကျွန်တော်တို့ထောက်ခံတာပေးပြီပြီနော်ကေပေးထောက်ခံတာပေးပြီပြီဘာလဲကေပေးထောက်ခံတာရေစကန်ထောက်ခံတာလေကေပေးထောက်ခံတာဖြစ်နေပါရေစကန်ထောက်ခံတာသွားတောင်းဟုတ်ပြီကျွန်တော်ရေစကန်ထောက်ခံတာသွားတောင်းလည်းပေးပြီပြီအဲ့ရေစကန်ထောက်ခံတာအထက်စီတောင်မရောက်သေးဘူးလေကျွန်တော်ဘာထည့်လိုရလဲဆိုရင်ကမ္ဘောဇာ application တွေကနေပြီးတော့အကြံဉာဏ်ပြုရန်အခုညီတောင်းခေါ်ရန်ဆိုတဲ့ခလုတ်တွေကနေထပ်ဝင်ပြီးတော့ဖြစ်စဉ်တွေဓာတ်ပုံတွေအဲ့ဒီရေစကန်ထောက်ခံတာတွေပုံထပ်ပို့ပြီးပြီဒီနေ့ကျွန်တော်နည်းနည်းဒေါသထပ်သွားလို့ဖြစ်သွားရင်အားလုံးတောင်းမယ်လေဘာကြောင့်လဲလို့ပြောရင်ကျွန်တော်တို့ရဲ့လုပ်ငန်းရှင် ticket number ကိုသူကဖျက်သိမ်းလိုက်ပြီလေ ျွန်တော်တို့စီကခွင့်ပြုချက်ယူသလားနော်ဖြတ်သိမ်းလိုက်ပြီဆိုတော့တော်တော်တရားသူကတခိုးအားသေးပဲလေကျွန်တော်ပြောတာကျွန်တော်စကားကျွန်တော်တာဝန်ယူတယ်ခင်ဗျားတို့ကေသေးဝင်နှန်းနေတယ်မဟုတ်ဘူးကွာကြားဖြန့်နေလူလိန်နေပါနေပြီလားဒါမှမဟုတ်ရင်ကမ္ဘောဒါပန်ကြီးဟိုကဘာလဲဘယ်လဲဘလို့လုံနေတာလဲကျွန်တော်ဒီလိုပြောရင်ကျွန်တော်ကခင်ဗျားတို့ကေသေးကိုကမ္ဘောဒါပန်ကိုအကျိုးစီးပွားမလားချက်ပါသေးပြတ်ပါသေးဆိုပြီးပြောနေတဲ့အတိုင်းနဲ့ကျွန်တော်ပြောနေတာကမ္ဘောဒါပန်ကအကျိုးစီးပွားပြတ်စေခြင်းလို့ပြောနေတာမဟုတ်ဘူးခင်ဗျားတို့လုံနေတဲ့ပုံစံကလူတကားတကားရဲ့လူများတကားရဲ့အကျိုးစီးပွားပြက်စီးနေပြီเนาะမန္တလေးမြို့ မြို့နယ်တစ်ခုတည်းကျွန်တော်နေတဲ့ဒီမြို့နယ်တစ်ခုတည်းမှာတောင်မှ3လအတွင်းနဲ့ကျွန်တော်အခုရဲစခန်းရောက်ခဲ့တာနော်3လအတွင်း KP ကနေပြီးတော့မှလိန်လို့ဖြစ်သွားတဲ့အမှုပေါင်း300ကျော်တယ်တဲ့ကျွန်တော်ပြောမယ်တလကိုအမှု100လောက်လိန်ခံနေရတာတမြို့နယ်တဲ့မန္တလေးမြို့တနိုင်ငံလုံးကိုခင်ဗျားတို့တွက်ကြည့်လိုက်ဒါလက်ရှိနော်လက်ရှိ2025မှာနော်လက်ရှိနော်မန္တလေးတမြို့တဲ့3လကိုအမှုပေါင်း300ကျော်ပြီးတဲ့တွက်ကြည့်လိုက်တလကိုလူတယောက်လူ100ကျော်လိန်ခံနေရတာ KP ကနေ့ ဒါတော့မှရဲစခန်းကိုလာမတိုက်တဲ့လူတွေမပါဘူးတော့မတင်သားဆိုမရသေးဘူးမမရသေးဘူးအခုကသူတို့ကလူလေကြနေကျွန်တော်တို့ကတော့ချွေးသိမ့်ဟလားသွေးစုသွားတော့ချွေးသိမ့်ဟလားဘာလို့ပြောမလဲညာလို့ပြောပါမယ်အကျွန်တော်ပြောမှာကျွန်တော်ပြောတယ်ဆိုတာကျွန်တော်တည်းဒီပတ်စံကကျွန်တော်ပြန်ရှာရင်ရတယ်ဒါပေမဲ့ကျွန်တော်မခံနိုင်ဘူးเนาะကျွန်တော်ဒီအကြောင်းကဘာကြောင့်မလို့ဒီလိုတွေညှဝေပြီးနေဆိုရင်ဟလားကျွန်တော်ကျွန်တော်လည်းမဖြစ်ရအောင်ဆိုတဲ့စေတနာပါတယ်ကြံတဲ့လူတွေတကယ်ခက်ခဲနေတဲ့လူတွေဟလားတကယ်ဟုတ် နော်အစင်မပြေနေတဲ့လူတွေပတ်တန်ဆဲချီဆိုတဲ့ပမာဏကဘဝပြတ်သွားနိုင်တဲ့လူတွေရှိတယ်။အဲ့လိုလူတွေအသိပညာရပါစေရောဆိုတဲ့ကျွန်တော်စေတနာပါတယ်နော်ပြီးရင်နောက်တစ်ခုကအားလုံးဒီဟာနဲ့ပတ်သက်လာရင်မလိမ္မာစေတော့အလိမ္မခံထိပါစေနဲ့ဆိုတဲ့ကျွန်တော်ပညာပေးတာဖြစ်တယ်။နောက်တစ်ခုကအခုကမ္ဘောဒါးဘက်မှာအောက်ခြေမှာဖြစ်ပျက်နေတာကိုတာဝန်ရှိလူကြီးလူကြီးလူကြီးနေနေနော်ကမ္ဘောဒါးဘက်မှာရှင်ဦးအောင်ကိုဝင်းပေါ့နော်ဥက္ကဋ္ဌနဲ့တကွာဒီအခုလက်ရှိတာဝန်ယူထားတဲ့သူသမီးတွေ ဟုတ်လားလက်ရှိ KB ကိုမှဦးစီးဦးဆောင်လုပ်နေတဲ့ CEO နိုင်ငံသားတွေဟုတ်လားခင်ဗျားတို့တွေအောက်ချိန်မှာ KB ကအခုလိုမျိုးလက်လွတ်စပွဲပေါက်လို့ပဲသားဖြစ်နေတာကိုသိလားပေါက်လို့ပွဲသားဖြစ်နေတာကိုသိလား KB ကလူလိန်အားသေးသခိုးအားသေး KB ကပေါက်လို့ပွဲသားကိုဖြစ်နေတာဈေးကြိုအိမ်နာလေးလည်းဖွင့်ပေးကားကိတ်လည်းဖွင့်ပေးနော်အခုလိုမျိုးအောက်ချိန်ထဲမှာခင်ဗျားတို့ကနော်ဘလို့ဖြစ်နေလဲအောက်နေဖောင်းပွားနေတယ်အခုကျွန်တော်ပြောနေပါတယ်ဆိုတော့ကျွန်တော်ကိုလိန်သွားတဲ့တင်းတင်းကြီးနော်ကျွန်တော်ဒီမှာအခုချက်လက်တွေရှိတယ်မမီရောက်နော်အိမ်ဖုံပေးသားမှာနော်အိမ်ဖုံ နော်ကျွန်တော်ပြောမယ်နော်ခင်ဗျားတို့ကီဘေးကဆောင်းရန်နိုင်ငံရဲ့ဟလာဗန်ပထမဆန်းသားဗန်လုံနေပြီးတော့အပေါ်သားဆောင်းရန်ဆန်နေပြီနော်အပေါ်သားဆောင်းရန်ဆန်နေပြီပြီးရင်နောက်တစ်ခုကမျက်နှာလွယ်ခဲပြီးဆောင်းရန်လုံနေပြီတပတ်လူကလိန်ခံရပါပြီလို့ကျွန်တော်တို့ကပြောနေဘာကိစ္စမလိုလားတဲ့အစ်င့်နေအများကြီးခံနေရတာခင်ဗျားတို့ကတခိုးကိုလူလိန်ကိုဘာလို့ကာပါပေးနေရတာတော့ကျွန်တော်မေးပြီဟလာအဲ့ကျွန်တော်အခုမေးတဲ့မေးခွန်းတွေခင်ဗျားတို့အကုန်သိသွားအောင်ညာခံဘူးတဲ့လူတွေခင်ဗျားတို့ငြိမ်းခံမနေနဲ့ရှဲ့ အခုဗီဒီယိုလေးကိုကျွန်တော် share ပေးကြဒါမှကမ္ဘောဒါဗန်ရဲ့လက်ရှိကျွန်တော်ကတော့ share လုံးလုံးလုံးကျွန်တော်ကအခုလက်ရှိ Facebook ကနော်လော်ရော့တဲ့ကျွန်တော် share ခွင့်ပိတ်ခံထားရတယ်နော်အခုဖြစ်နေတဲ့ဖြစ်ပေါ်တာဘာလဲဆိုရင်ကျွန်တော်ပြောပြမယ်အောက်ချင်မှာလိန်ကျင်တဲ့ကောင်တွေက KB အကောင့်ကိုနော်အောက်ချင်လူတန်းသားရဲ့မျက်ပုံတွေနဲ့ဖွင့်ထားတာအောက်ချင်လူတန်းသားရဲ့လိန်တဲ့လူကသူ့ရဲ့အတင်းအချက်လက်အတီးကျနဲ့လိန်တာမဟုတ်ဘူးခင်ဗျားတို့မှားလွယ်မိပါတယ်ငွေလွဲဝင်သွားပါတယ်ဆိုတော့ KB အကောင့်မှန်တယ်များကဖောင်းပွနေတဲ့ KB အကောင့်တွေ နော်တကယ်လို့ဖောင်းပွားနေတဲ့ KPI account တွေလိန်ဖို့အတွက်ဖွင့်ထားတဲ့ KPI account တွေလူလိန်ရဲ့တည်ငြိမ်ချက်လက်အမှန်အကန်ဖြစ်ချင်မှဖြစ်နေတယ်။ဒါကိုကမ္ဘောဒါးအတည်ရတာနဲ့ဘာကိစ္စမဖြေရှင်းတာတော့ကျွန်တော်မေးနေလားခင်ဗျားတို့အခု KPI account စခွင့်ပါပြီဆိုခင်ဗျားဖင်္ဂါပရင့်ဖတ်ရတယ်လေဖင်္ဂါပရင့်ညနာကိုနော်ဖင်္ဂါပရင့်အောင်ဖြစ်နေပါပြီ face scan ဖတ်ရတယ် face scan နဲ့ခင်ဗျားတို့တလတစ်ချိန်တစ်ပတ်တစ်ချိန် face scan ကို improve လုပ်ခိုင်းလေတကယ်တော့နေလေလူမဟုတ်ဘူးဆိုရင်အဲ့ဒီ scan မဖတ်တဲ့ account တွေဆိုခင်ဗျားတို့ပိတ်သိမ်းလေ အခုဖြစ်နေတာကေသေးဟိုကမသိရင်ခင်ဗျားတို့ကဟာပေါက်ကြီးရိုးပေါက်ကြီးကျွန်တော်လည်းနီးပညာနဲ့စိတ်နဲ့လူတရားမဟုတ်ဘူးကျွန်တော်လူများပတ်စံဟိုအလကားမျိုးချင်းလို့ကျွန်တော်ကိုလားလိန်နေအကွက်နဲ့တခြားလူလျှောက်လိန်လို့ရတယ်ပတ်လိန်လို့ရတယ်ကျွန်တော်ပြောနေတာရှင်းလားကျွန်တော်ကိုလားလိန်နေအကောင့်ဆိုတော့ကျွန်တော်ရှေ့ရလိုက်ပြန်မှာပြောပြီးအခုအချင်းရှောက်ပြန်ပြောပြမယ်အခု바이ဘာကနေပြီးတော့အကောင့်နှစ်ခေါက်အကောင့်နှစ်ခုအကောင့်တူနှစ်ခုနော်မဲကြီးဆိုတဲ့바이ဘာအကောင့်တူတစ်ခုနောက်တစ်ခုကသက်ဆိုင်ရာလုပ်ငန်းရှင်သူလိန်မဲ့လူရဲ့နော်သက်ဆိုင်ရာလုပ်ငန်းရှင်ရဲ့အကောင့်တစ်ခုနော်ဒီအကောင့်တစ်ခုနဲ့ဘာလုပ်ပြီးလဲဆိုရင်တို့က အေးအဲ့ဒီလုပ်ငန်းဦးစီးနေတဲ့ဝန်ထမ်းတွေကိုသွားပြီးတော့မှသူကသွားဆွားပြီးဇလန်းဇက်ကွက်ရိုက်ပြီးတော့မှမအီးဆိုတဲ့ဘိုင်ဘာအကောင့်တူကဈေးတွေမေးမယ်တက်ဆိုင်ရာလုပ်ငန်းစုရဲ့ရောင်းနေတဲ့ product တွေယရနာဆယ်ဆိုရင်ယရနာနဲ့ဆိုင်တာမေးမယ်ဖုန်းဆိုင်ဆိုရင်ဖုန်းနဲ့ပတ်သက်တာမေးမယ်အေး electronic ပစ္စည်းဆိုရင် electronic နဲ့ပတ်သက်တာမေးမယ်ရှောက်မေးပြီးတော့တကယ်ပေါ်ရသွားဘူးမေးတာမှတခွန်းနှခွန်းမေးတာမဟုတ်ဘူးမေးကုန်အများကြီးမေးပြီးတော့မှ45မိနစ်နာယူဝဲလောက်တနာယူလောက်ချင်းယူမေးပြီးတော့နောက်ဆုံးဝဲမသွားဘူး အဲ့ဒီဘိုင်ဘာအကောင့်တို့မရဝယ်မသွားဘူးပြီးရင်နောက်တစ်ကောင်ထက်လာပြီးပိုင်းရှင်ပုံတန်ဟန်ဆောင်ထားတဲ့အကောင့်ကချက်ချင်းဒိန်းဆိုပြီးဝင်လာပြီးတော့ဆိုင်ရဲ့ဘိုင်ဘာဖုန်းထဲကိုဘာလုပ်လဲဆိုရင်ကျွန်တော်ပြီးကြရင်လုပ်ငန်းတစ်ခုလိန်ထားတဲ့ဥစ္စာလေးဗီဒီယိုထဲကပြပေးမယ်ဘာလုပ်လဲဆိုရင်ကျွန်တော်ပြောပြမယ်နော်ညီမလေးအဲ့ဒီမဲကြီးဆိုတာနေသွားလားအစင်ပြအောင်လုပ်ပြလိုက်တော့ဆိုတဲ့ပိုင်းရှင်ပုံတန်ဖမ်းပြီးတောက်လျှောက်ချက်ချင်းအယုံသွင်းပလိုက်တာအယုံသွင်းပလိုက်တာအယုံသွင်းလိုက်လို့ဝင်နှန်းကယုံသွားပြီဆိုတာနဲ့ဝင်နှန်းမှာတစ်ခါတလေအလုံးရှုပ်နေရင်ကျွန်တော်တို့ဘာမှမလုပ်ရဘူးတော့ဖုန်းနံပါတ်ဒီအတိမပြူပါဘူးပြီးရင်ဘိုင်ဘာရဲ့ယူပေါင်းတစ်ခုကျွန်တော်ပြောပြမယ် ပုံမှန်ဆိုရင် Viber ကွန်တက်တဲ့မှာမရှိတဲ့နံပါတ်ဆိုရင်ဘာပြောလဲဆိုရင် unknown number ဆိုတာပြတယ်။အဲ့ဒီလူလိန်လာမေးတဲ့အခိုက်အတန့်မှာ unknown number ဆိုတာမပြဘူး။ပြီးရင် Viber ဆိုတာကနာမည်တူရှိပြီးသားဆိုရင်အကောင့်ဖွင့်ခင်ဖွင့်ခင်မပေးသင့်ဘူး။ Viber မှာကျွန်တော်တို့နော်အကောင့်ဖွင့်ပြီးသားနာမည်ရှိတယ်ဆိုရင်နာမည်တူမရှိသင့်ဘူး။ Viber မှာအားနေချက်ဖြစ်နေတာနာမည်ကိုနာမည်တူကြိုက်တယ်လို့ဖွင့်ဖွင့်ရှိတယ်။ နာမည်တူနဲ့နော်ပုံစံ profile profile ပုံကလုပ်ငန်းရှင် profile ပုံယူထားတယ်လုပ်ငန်းရှင်နာမည်နဲ့ဖွင့်တယ်ချက်ချင်းပါလို့လဲဆိုရင်ညီမလေးဟလာအစင်ပြေလားမအီကိုအစင်ပြေအောင်လုပ်ပြလိုက်ဆရာမိတ်ဆွေအခုမိတ်ဆွေဆိုတာမျိုးနဲ့ဝင်လုံးရောအဲ့မှာလေဝင်နှန်းလုံယုံရောဂျုံပြီးတိုင်းချက်ချင်း KB account တွေဝင်မှန်းကြီး account တွေလက်ကြံတွေမေးရောမေးပြီးတော့မှတော့သူကချက်ချင်းအကုန်မလွှဲခိုင်းဘူးတဝက်ပဲလွှဲခိုင်းတာလူလိန်ကမယုံယုံအောင်ပြီးရင်သူ့ဘက်ကပဲဖုံးစခေါ်တာ Viber call နဲ့စခေါ်တာရှင်းပြီလားအဲ့တော့ ကျွန်တော်ပြောချင်တာအလို့ညံ့လို့ခံရတယ်ဆိုတာအဲ့လိုပြောတဲ့ဆဆရကကြီးခမရတို့အလှည့်ကြရင်မဖြစ်အောင်ကျွန်တော်ပြောလိုက်ပြီတခြားလိန်ကြီးတွေရှိအောင်မှကျွန်တော်မပြောတတ်ဘူးကျွန်တော်မပြောသေးဘူးအဲ့တော့ကျွန်တော်စကားကိုပြန်သွားရမယ်ဆိုရင်အဲ့လိုလိန်နေတာတွေကဒီလောက်ဂျန်တဲ့လက်နဲ့ကျွန်တော်တို့ကပြောနေပြီဟုတ်လားအဲ့တင်းတင်းကြီးတွေကိုကျွန်တော်တို့ကအချက်လက်တွေလာကုန်ပေးနိုင်ပြီအဲ့ဒီ KB ကောစင်နာတွေကဘာလို့ဖို့ထားထားတာတော့မနော်ဟယ်ဒီပေါ်မှာ35လမ်းပေါ်မှာလည်းရှိတယ် KB ကောစင်နာအိတ်မနော်ဟယ်ဒီ65နဲ့64လေးတားမှရှိတယ် KB ကောစင်နာတွေကဘာလို့ဖို့ထားထားတာတော့ ဟမ်ကျွန်တော်မေးပြီခင်ဗျားတို့အဲ့ဝန်ထမ်းတွေကဘာလို့ခုထားတာအကောင့်ဖွင့်တဲ့ယုံလောက်လေးနေလားအကောင့်ဖွင့်ပေးယုံနေမလဲလား KB အကောင့်ဖွင့်တာလောက်ကခင်ဗျားတို့နော်တက်ဆိုင်ရဖုံးဆိုင်နေတော့ကျွန်တော်တို့ဖွင့်ပေးတယ်ကျွန်တော်တို့ဆောင်ဖွင့်ပေးတယ် KB အကောင့်ဖွင့်တာလောက်ကခင်ဗျားတို့အဲ့ KB ဝန်ထမ်းတွေကဒီပြဿနာကြီးရှင်းဖို့ခန့်ထားတာမဟုတ်ဘူးလားခင်ဗျားတို့ KB စင်နာအိတ်ကဝန်ထမ်းတွေလုပ်နေတဲ့လုပ်ငန်းတွေလုပ်ပုံတွေခင်ဗျားတို့ပြန်ဆောင်စမ်းအောင်ပြီးရင် KB ရဲ့အခုလက်ရှိလုပ်နေတဲ့ပုံစံကမလိုလားပဲနဲ့ဘာကိစ္စ ဘာကိစ္စအခုလိန်ခံလိုက်ရတဲ့လူကိုပဲထက်ပြီးတော့ဟိုစာရွက်ယူခဲ့ပါအောင်ဒီစာရွက်ယူခဲ့ပါအောင်အမှုဖွင့်ပါအောင်လို့ဘာကိစ္စပြောနေရတာအမှုတစ်ခုဖွင့်နေဆိုတာခင်ဗျားတို့လွယ်တယ်ထင်လို့လားအမှုတစ်ခုဖွင့်နေဆိုတာမျိုးကကျွန်တော်အခုဝိုင်းရံပေးကြတဲ့လူတွေ share ပေးကြပါအောင်နော်ကျွန်တော်မရသေးဘူးကျွန်တော်မရမချင်းကျွန်တော်ဒီဥစ္စာလည်းငြိမ်းခံနေမှာမဟုတ်ဘူးနော်မရမချင်းဆိုတာလည်းကျွန်တော်နောက်ဆုံးပြီးမရအောင်တောင်မှကျွန်တော်ဒီဥစ္စာကလူကြီးရှင်ချာအကောင်လို့ကျွန်တော်လိုမဖြစ်အောင်ကျွန်တော်ကပြောသွားမှာပဲဟိုတနေ့ကရွှေတောင်ကအကိုတယောက် ျွန်တော် live ကိုတွေ့ပြီးတော့မှသူတို့စီကိုလည်းလားလိမ့်နေကျွန်တော်ဒီလိုဒီလိုပြောပြထားတာကိုသူတို့သိသွားပြီးတော့ဟလာသူတို့အလိမ်မခံလိုက်ရအောင်ကျွန်တော်ကိုကျေးဇူးတင်ကြောင်းတော့လားပြောတယ်ကျွန်တော်ဝမ်းသာတယ်ကျေနပ်တယ်ပီတိဖြစ်တယ်